ွဲစည်းပုံအခြေခံဥပဒေ2008ခုနှစ်ပုံမှန်419ရာနိုင်ငံတော်အားအရေးပေါ်အခြေအနေကြေညာလိုက်ပြီးနထောင်း22ခုနှစ်ဖေဖော်ဝါရီတရက်နေ့မနက်ခင်းအားမြန်မာနိုင်ငံတစ်ခုလုံးကိုနေမင်းရဲ့အလင်းရောင်တွေနဲ့လွှမ်းရှုံရမယ့်အစားအာနာယူဂျပုနဲ့အပေါင်းပါတိုက်ကြောင်းအမောင်းဖုံးလာခဲ့ရတာ၅နှစ်ပြည့်ပါတော့မယ် ဒီအချိန်မှာစာရေးဆရာတင်မောင်တန်းနဲ့ AOD သတင်းဌာနတို့ရဲ့35မိနစ်စာမေးမြန်းခန်းကိုနားထောင်မိပါတယ်။အဲ့ဒီမေးမြန်းခန်းကိုအချင်းချင်းနားထောင်ရင်းတကောင်းရန်အာနာသိန်းပွဲဆိုတာတကယ်တော့မင်းအွန်လိုင်းတန်လျက်သွေးတဲ့ပွဲလို့အတွေးပေါ်ပေါက်လာပါတယ်။ဒီအတွေးကိုအခြေခံပြီးတော့အချက်လက်တွေရှာဖွေဖတ်ကြည့်လိုက်တဲ့အခါစိတ်ဝင်စားဖွယ်ရအဖြစ်အပျက်တချို့ကိုထပ်မံတွေ့ရှိရပါတယ်။အဲ့ဒီကနေမှကြန့်ခိုင်ရေးပါတီရဲ့သဘောတဘာဝနဲ့ဥရွှေမန်းရဲ့သွေးဖယ်မှု တကောင်ရန်အာနာပြပွဲနဲ့ထိတ်တန်းပုံကိုယ်တို့ရဲ့ဥရီမဲမှု2015သို့မဟုတ်ရှေ့ပြေးနမိတ်ဆိုတဲ့ခေါင်းစဉ်တွေဖြစ်ပေါ်လာပါတယ်အဲ့ဒီအကြောင်းတွေကိုဒီတစ်ပတ် TBR documentary အစီအစဉ်အဖြစ်တင်ဆက်ပေးလိုက်ပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးတဘာဝဘေးအန်ဒရယ်နဲ့စစ်ခွေးအန်ဒရယ်မှာကင်းဝေးကြပါစီခင်ဗျာ ပိုင်း1ကြံ့ခိုင်ရေးပါတီရဲ့သဘောတဘာဝနဲ့ဥွှေမန်းရဲ့သွေးဖယ်မှုမြန်မာနိုင်ငံရေးဟာစစ်တပ်ရဲ့အရေးအောက်ကဘယ်တော့အခါမှလွတ်မြောက်ခြင်းမရှိခဲ့ပါစစ်အာဏာရှင်တန်းရွှေရဲ့ပြိုးထောင်မှုနဲ့ကြီးထွားလာခဲ့တဲ့ကြံ့ခိုင်ရေးအသင်းကြီးဟာ2010မှာတော့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့လိုပြောင်းလဲသွားခဲ့ပြီးအာဏာရှင်ရဲ့တကူတော်ရွေးကောက်ပွဲမှာအမိခံအစိုးရဖြစ်လာခဲ့ပါတယ်ဒါပေမဲ့စစ်တပ်ကပိုက်ဆောင်ပါတီတစ်ခုတည်းမပိုခဲ့ပါဘူးအာဏာရှင်ကြီးစိတ်ကြိုက်ရွေးချယ်ထားတဲ့စစ်ပေါင်းမီဝတ်တွေကို တောင်ရှိပစိုးဝစ်စေပြီးဖွဲ့စည်းခဲ့တဲ့ဒီပါတီကိုတက်မတော်ကို လိုလားတဲ့ပါတီဒါမှမဟုတ်ကာကွယ်ရေးဦးစီးချုပ်နိုးတက်လာတာကိုစောင့်ပြီးစို့တတ်တဲ့နိုးတက်ခံပါတီလို့နိုင်ငံရေးလေးလာသုံးသပ်သူတွေကဆိုကြပါတယ်ပါတီရဲ့လာရဟာလဲစစ်တပ်ကိုဦးဆွေးဆံမြည့်တဲ့အထိအလုံအကျွေးပြုဖို့တသက်တာဖြစ်ပါတယ်ကျွန်တော်အစိုးရဦးဆောင်ပြီးတော့အေဂျင့်ကိုပြောပန်းဆောင်ဝင်နေတယ်တက်မတော်ကျေးဇူးတင်ဒါပေမဲ့2010ကနေ2015ကြာပါတီဥက္ကဋ္ဌသူတော်ဦးရွှေမန်းဟာ စစ်တပ်လက်ဝေကံပါတီအဖြစ်ကနေစစ်တပ်ကိုဩဇာမခံတဲ့ပါတီတစ်ခုအဖြစ်ကိုပြောင်းလဲဖို့စ조사လာတာကိုတွေ့ခဲ့ရပါတယ်။2012ခုနှစ်ဂျာပြေရွေးကောက်ပွဲကတစဉ် NLD ပါတီကိုရွေးကောက်ပွဲဝင်ခွင့်ပြုခဲ့တာလွတ်တော်တဲ့ရောက်လာတဲ့ဒေါအောင်ဆန်းစုကြည်နဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာဖွဲ့စည်းပုံပြင်ဆင်ရေးတွေကိုထောက်ခံပါဝင်တာတွေဟာကြံ့ခန့်ရေးပါတီရဲ့မူလလမ်းကြောင်းနဲ့စကျင်လာပါတယ်။ဒါကြောင့်လဲသူကိုလောက်ဖို့ကင်ဘက်တွေကတစ္ဆဖောက်လို့တတ်မှတ်တာကိုခံခဲ့ရပါတယ်။ဥရှိမန်းကိုဥတန်းရွှေဘုဂျုံမွေးတန်းရွှေကလုတ်ပိုင်ခွင့်နေပေးတယ်။ အဲ့လုပိုင်ခွင့်တွေအာဏာတွေပေါ်မှာ तू ဘလို့တုံ့ပြန်လဲဆိုတော့ तू အကဲဖြတ်တာ ਉਹ အကဲဖြတ်တဲ့ခါကျတော့နံပါတ်၁ကသူ့အတ္တမရမပေးဘဲနဲ့သူ့တမရကောက်စီကိုပေးလိုက်မယ်ဥရှိမန်းကိုတခြားလူတဲကိုတမရခန့်လိုက်မယ်ပေါ့နော်ခန့်လိုက်မယ်ဆိုရင်ခုနတမရသား25ရာခိုင်နှုန်း तू ကကင်ထားနိုင်တာ ਉਹ ကင်ထားတဲ့အတွက်ကြောင့်မလို့ပြီးတော့ तू ကရီမန်းချက်ကလည်းအရန်ကြီးရတဲ့အတွက်ကြောင့်မလို့နောက်ဖြစ်တဲ့တမရနဲ့လည်း तू အဆင်ပြေမှာမဟုတ်ဘူး ်ဟိုအဲ့လိုမျိုးတွတ်ပုံရတယ်အဲ့လိုအဆင်မပြေဘူးဆိုလို့ရှိရင်တတ်မတော်စီအသွင်ကူပြိုင်းကာလအစမှလုတ်ဖော်ကြိုင်မှမဖြစ်တော့ဘဲနဲ့ပူပြီးတော့မှအနာဟိုပေါ့နော်ဒီအနောက်ရှက်လိုမျိုးဖြစ်လာခဲ့မယ်လို့ဘုကြုံမွေးတတ်ရွှေတုံးတတ်ပုံရတယ်ဒါမှမဟုတ်သူကပူပြီးတော့နည်းနည်းအန်တီများကင်းမလို့ဆိုတော့မှလွတ်တော်အခုတော့ပြေးလိုက်တော့လေရလကမြင်တဲ့အတိုင်းပဲလေကြံခိုင်ရေးပါတီဝင်ရဲ့သဘောထားဟာစစ်တပ်ရဲ့သဘောထားစစ်တပ်ရဲ့သဘောထားဟာကာကွယ်ရေးဦးစီးချုပ်ရဲ့သဘောထားသာဖြစ်တဲ့အတွက်ဦးချိန်မန်းရဲ့သွေးဖယ်မှုဟာ မင်းအွန်လိုင်းကိုပါစတင်ရာရောက်ခဲ့ပါတယ်2010 2015ကာလအပိုင်းခြားမှာနိုင်ငံရဲ့အာဏာကိုတမရကအပိုင်ကင်တွင်နေတယ်လို့ထင်ရပေမဲ့2008အဖွဲ့စည်းပုံအခြေခံဥပဒေအရလုံပိုင်ခွင့်အပြည့်အဝရရှိထားသူဟာကာကွယ်ရေးဦးစီးချုပ်သာဖြစ်ပါတယ်ဒီကနေ့လက်တွေ့ပမာနိုင်ငံတနိုင်ငံလုံးချင်းကချင်းကရင်ကရမွန်ရှန်အလုံးကိုအုပ်ချုပ်နေတာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ပြည်သူ့ရဲတပ်ဖွဲ့ကလက်တွေ့အုပ်ချုပ်နေတယ်သူတို့နှစ်ယောက်ရဲ့အထက်မှာပြည်ရေးဝင်ကြီးရှိတယ် ပြည်တဲ့ဝင်ကြီးကိုဘယ်သူကခံထားလဲကာကွယ်ဥပဒေကခံထားတယ်အဲ့တော့တိုင်းပြည်ရဲ့တကယ့်အုပ်ချုပ်ရေးလုပ်ငန်းကိုလုပ်နေတဲ့ပြည်တဲ့ဝင်ကြီးစီကာကွယ်ရေးဥစည်းချုပ်ရဲ့အမိန့်ကိုနာခံမှာလားတမရရဲ့အမိန့်ကိုနာခံမှာလားသမရအလိုချအုပ်ချုပ်မှာလားကာကွယ်ရေးဥစည်းအုပ်ရဲ့အမိန့်အတိုင်းအုပ်ချုပ်မှာလားဒါမေးခွန်းမဲ့ကျွန်တော်မဖြေဘူးစဉ်းစားလို့ရအောင်ကျွန်တော်ပေးနေတာစစ်တပ်ရဲ့စီနီယာဂျူနီယာကိုယ်ခံမှုအားကောင်းနေတဲ့အချိန်လေးဖြစ်တာမို့ကာကြုတ်ပေါက်စမင်းအောင်လိုင်း တန်လျက်သွေးပြီးအသာကြည့်နေပုံရပါတယ်။အေယာဝတီတင်းဌာနကစာရေးဆရာတင်မောင်သားနဲ့မေးမြန်းကမ်းမှာဖော်ပြချက်အရအာနာမသိငင်ကလေးကမင်းအောင်လိုင်းကသူတော်ဦးရှိမန်းကိုအရေးယူဖို့အမှုတော်ဆင်ထားပြီးပြီလို့သိရပါတယ်။ဒီအခါမှာဦးသိန်းစိန်ရဲ့ဂျားဝင်စည်းစမ်းမှုနဲ့နောက်နောက်အရှိခံဥပဒေပြင်ဆင်ရေးတွေကိုမပြောဖို့သဘောတူခဲ့တယ်လို့စာရေးဆရာတင်မောင်သားကသူနဲ့နှီးစက်တဲ့တင်းရက်ွက်ကိုကိုးကားပြီးပြန်ပြောပြပါတယ်။ဒါကိုကြည့်ရင်ဥရှိမန်းကိုဖယ်ချဖို့စစ်တပ်ကကြိုတင်ပြင်ဆင်ထားတယ်လို့ယူဆနိုင်ပါတယ်။ ဗိုလ်ချုပ်ဘူးကြီးမင်းအောင်လှိုင်ကအဲ့ဒီအချိန်မှာဥရွှေမန်းကိုအေးယူဖို့အတွက်အမှုတော်တိစောက်ထားပြီးခဲ့ပြီလို့ပြောတယ်ကြားရတယ်ကျွန်တော်အပိုင်းနဲ့တကောင်းရန်အာနာပြပွဲနဲ့ထိတ်တန်းပုဂ္ဂိုလ်တို့ရဲ့ဥပဒေမဲ့မှု2015ခုနှစ်ဩဂုတ်လ12ရက်ညတကောင်းရန်မှာတမရဦးသိန်းစိန်နဲ့ကာကြုံမင်းအောင်လှိုင်တို့ပူးပေါင်းပြီးတော်တော်ဥရှင်မန်းကိုပါတီဥက္ကဋ္ဌရာထူးကနေဖြုတ်ချပြီးဖမ်းဆီးလိုက်ပါတယ် 2015ရွေးကောက်ပွဲကျင်းပကောင်ဒီနှစ်လလောက်အလိုမှာဖြစ်ပါတယ်ဒီလုပ်ရက်ကိုသကောင်ရန်အာနာသိမ့်ပွဲလို့သိကြပါတယ်ဒီပြည်စင်နဲ့ပတ်သက်ပြီးသူတော်အုပ်ရှင်မန်းကသူရေးတဲ့စာအုပ်မှာစက်နှစ်ရက်မတိုင်ခင်ကလေးကတတိပေးချက်တွေပေါ်ပေါက်ခဲ့တယ်လို့ရေးပါတယ်နိုင်ငံအကျိုးစီးပွားအတွက်ပါတီစုံပူးပေါင်းဆောင်ရွက်ရေးကိုအလေးထားဆောင်ရွက်ခဲ့တာကိုလောက်ဖို့ကံပတ်တွေကမကြည်မလင်ဖြစ်တာလို့သူကဆိုပါတယ်စက်နှစ်ရက်နေ့မနက်ပိုင်းအထိပါတီဌာနချုပ်မှာဘ ਹੁ အလုံးမှုစာအဖွဲ့နဲ့တွေ့ဆုံစကားပြောပြီးနေ့လယ်စာအတူစားခဲ့ပါသေးတယ်ညပိုင်းမှာတော့ပါတီဌာနချုပ်ကိုလုံခြုံရေးတပ်ဖွဲ့ကတင်ပိုက်စီနင်းပြီး ပါတီရုံးဝင်နှန်းတွေကိုထိန်းချုပ်လိုက်တယ်လို့ဆိုပါတယ်။အုပ်ချုပ်ရေးမှန်နိုင်တဲ့ပါတီမှပုံကိုတချို့လိုတုံတုံပြီးဘယ်သူဘယ်ဝါဖြစ်တယ်လို့တော့ရေးသားထားတာကိုမတွေ့ရပါဘူး။စိတ်ရှိပါစိတ်လိုက်မှန်ပါမတုံ့ပြန်ပါနဲ့။ထောင်ဝင်စာလာတွေ့ပြီဆိုပြီးဒေါအောင်ဆန်းစုကြည်ကအာဘီစကားပြောကြောင်းရေးသားထားတာကိုလည်းတွေ့ရပါတယ်။ညအိယာဝင်နိုင်တနက်ကိုခေါင်းအောက်မှာထားအိရတယ်လို့ဆိုတဲ့ဥရွှေမန်းဟာအဲ့ဒီအာနာသိမ့်ပွဲမှာကိုတနက်တောင်ကင်ခွင့်ရလိုက်ပါရဲ့လား။အခွင့်အာနာကိုအင်အားသုံးပြီးတော့ရောက်လို့ မရနိုင်ဘူးအဲ့လို့ဆိုရင်အရာသုံးပြီးရအောင်လို့ရတယ်လဲရှိတယ်လို့နော်ပြောလို့ရနိုင်တော့ဒါမဲ့ကြာကြာမခံပါဘူးအာနာယူထားတဲ့လူအာနာသိမ့်ထားတဲ့လူကလည်းအမဲလို့စိတ်ပူပန်ကြောက်ကြနေရတဲ့သဘောရှိတယ်။ဩဝရပညာရှင်တွေရဲ့အဆိုအရသမရဦးသိန်းစိန်ကိုတိုင်းပါတီအတွင်းရေးကိုဝင်ရောက်ဆွတ်ဖက်တာဖွဲ့စည်းပုံအခြေခံဩဝရပုံမှ64ကို ဓာတ်ရိုက်ချိုးဖောက်တာဖြစ်ပါတယ်နိုင်ငံတော်သမ္မတသို့မဟုတ်ဒုတိယသမ္မတများသည်နိုင်ငံရေးပါတီတစ်ခုခု၏အဖွဲ့ဝင်ဖြစ်လျင်နိုင်ငံတော်သမ္မတသို့မဟုတ်ဒုတိယသမ္မတများအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍မိမိတို့ယာအဒူးတက်တန်းအတွင်းရင်းပါတီအဖွဲ့စည်း၏ပါတီလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခြင်းမပြုရလို့2008ရှေ့ဦးပုံမှ64မှာအတိအလင်းဖွင့်ဆိုထားပါတယ်ဒါပေမဲ့သမ္မတဦးသိန်းစိန်က ပါတီဥက္ကဋ္ဌယာအဒူးကိုပြန်ရယူလိုက်ပါတယ်ဒါဟာအခြေခံဥပဒေကိုဖောက်ဖျက်ပြီးနိုင်ငံတော်အကြီးအကဲတဦးရဲ့အာဏာအလွဲသုံးစားလို့ရှိဖြစ်ပါတယ် ဒီဖြစ်စဉ်မှာကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်ရဲ့အခန်းကဏ္ဍကအရေးကြီးပါတယ်စစ်တပ်ကလုံခြုံရေးယူပေးခဲ့တာဟာနိုင်ငံရေးပါတီတစ်ခုရဲ့ဥက္ကဋ္ဌနေရာကိုလက်နက်ကင်ပြီးအာဏာလုပေးခဲ့တာပဲဖြစ်ပါတယ်ဘဲဥပဒေဘဲတရားစီရင်ရေးကမှနိုင်ငံရေးပါတီတစ်ခုရဲ့ခေါင်းဆောင်ပိုင်းကိုစစ်တပ်အင်အားနဲ့ဖယ်ရှားပိုင်ခွင့်မရှိပေမဲ့စစ်တပ်ရဲ့နိုင်ငံရေးအပေါ်ဩဇာလွှမ်းမိုးမှုကိုပေါ်ပေါ်ထင်ထင်မိုက်ကြီးခွဲပြလိုက်တာပါစစ်တပ်အကျိုးစီးပွားကိုကာကွယ်ထားတဲ့ဖွဲ့စည်းပုံကိုထိပါလာရင်ကြောသားရင်သာမခွဲခြားဘူးလို့ကြေညာလိုက်တာပါ ဥပဒေအထက်မှာစစ်တပ်ရှိနေတယ်ဆိုတာကိုလက်သီးလက်မောင်းတမ်းပြလိုက်တာပါအပိုင်း3 2015သုံးမဟုတ်ရှေ့ပြင်းနမိတ်လက်နက်ဆိုတာအာနာပဲလို့စစ်ခွေးဘိုးတော်တွေထုံနှလုံးမူခဲ့တဲ့မင်းအောင်လှိုင်ဟာ2015တကောင်းညံအာနာသိမ်းပွဲနဲ့အတူတန်လျက်သွေးပြီးပွဲထွက်လာခဲ့ပါတယ်သူ့အဖို့စစ်အင်အားသုံးပြီးနိုင်ငံရေးအပြောင်းအလဲတစ်ခုလုပ်နိုင်ခြင်းကတက်ရှုပ်အာနာစမ်းသပ်ဖို့နဲ့ဒီအာနာခိုင်မာစေဖို့ဖြစ်လာပါတယ်ဒီစမ်းသပ်ချက်အောင်မြင်ခြင်းကပဲ 2021ဖေဖော်ဝါရီတရက်နေ့မှာနိုင်ငံတော်အာဏာသိမ်းမှုနိုင်ငံတော်တစ္ဆာဖောက်မှုကြီးကိုကျူးလွန်ဖို့လမ်းစာဖွင့်ပေးခဲ့လေသလားအာဏာယူယုံနေမကတမရာယူယူနေတဲ့မင်းအောင်လှိုင်ဟာ2020ရွေးကောက်ပွဲရလဒ်ကိုညှင်းပယ်ခဲ့ပြီးလူထုကတရားဝင်ရွေးကောက်တင်မြောက်ထားတဲ့အစိုးရနဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုလက်နက်အားကိုဖမ်းဆီးဖျောက်ချခဲ့ပါတော့တယ်2015တကောင်ရအာဏာသိမ်းမှုဟာအသေးစားအာဏာသိမ်းမှုဆိုရင်2021အာဏာသိမ်းမှုဟာနိုင်ငံတော်နဲ့ရှည်တဲ့အကြီးစားအာဏာသိမ်းမှုပဲဖြစ်ပါတယ် 2015ဟာစစ်တပ်ကိုစားပြုအရသာပါတီဥက္ကဋ္ဌတအုပ်ကိုဖျောက်ရှားခဲ့ခြင်းဖြစ်ပြီး2021ကတော့ပြည်သူ့ဆန္ဒနဲ့ပေါပေါလာတဲ့အစိုးရတရက်လုံးကိုဖျောက်ရှားခဲ့ခြင်းဖြစ်ပါတယ်။နှစ်ကြိမ်စလုံးမှာစစ်တပ်ရဲ့အာဏာဥပဒေမဲ့လုံဆောင်မှုနဲ့မင်းအောင်လှိုင်ရဲ့ပါဝင်ပတ်သက်မှုဟာအဓိကကျနေပါတယ်။မြန်မာနိုင်ငံရဲ့၅နှစ်သားဒီမိုကရေစီအတွက်2015ဟာအချက်ပြီးခေါလောင်းတံဖြစ်ခဲ့ပြီး2021ကတော့အမှန်တကယ်ပြတ်သုံးမှုဖြစ်ခဲ့ပါတယ်။အာဏာယူတွေရဲ့ကိုကြိုးကြည့်အမျက်ထုတ်မှုတွေဟာအနာဂတ်မျိုးဆက်သစ်တွေအတွက်တော့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒါကိုကဘာပြက်ကင်းတစ်ခုလို့မမြင်ပဲတော်လန်အခွင့်ရေးတစ်ခုအဖြစ်မြင်ပြီးအာနာရှင်ကိုရွာပြင်ကိုမောင်းထုတ်လိုက်ကြရအောင်လားခင်ဗျာ။